အပိုင်းသုံးဆက်သုံးပါတော့လူဖီတို့ဟာမိုမိုကိုသူတို့ရဲ့ဂိုရင်းမယ်ရီတင်မောကိုကျိုးဆွဲခိုင်းပြီးအားလောင်စီကိုပို့ခိုင်းနေပါလေ။လေငယ်လေးစင်းနဲ့ပါလိုက်လာခဲ့ပြီးစောင်းနေတော့နာမည်ရေလို့ပြောကအားလောင်ရဲ့ခံတန်းစီကိုတက်တက်လာနေတာဖြစ်ပါလေ။တစ်ဖက်မှာလည်းငါလူသားတကောင်ကိုအားလောင်တပည့်တွေကတိတ်လာကြပြီးငါလူသားကတော့အဲ့နှကောင်းချေကောင်ကိုဖမ်းလို့မရသေးဘူးလားဆိုတာဒေါသထွက်နေတာဖြစ်ပါလေ။သူကဥစုပြက်လက်စာမိပြီးဒေါသထွက်ကအားလောင်ရဲ့အိမ်တော်စီကိုသွားကြမယ်လို့ပြောလိုက်ပါလေ။တစ်ဖက်မှာလည်းဝယုံသုံးကားပြင်းနေတဲ့ဥစုကိုအနောက်ကနေငါလူသားတွေကလိုက်နေခဲ့ကြပါလေ။ ်ဦးစုဖောင်းငါးလူသားတွေကိုမျက်ခြေပြောင်းလုပ်ပြီးသူ့ကိုယ်သူသခင်ကြီးဦးစုလိုအရေးကြီးပုဂ္ဂိုလ်ဖြစ်နေတော့မသေးသေးဘူးထင်တယ်မလားလို့ပြောပြီးငါးလူသားတွေမျက်စိနှောင့်လို့ခြုံမိုးအခွေကနေရှုံနှောင့်နှောင့်လုံနေခဲ့ပါတယ်အဲ့ဒီအချိန်မှာဦးစုဖောင်းသူ့ရဲ့ကျဲဦးလောက်အစွမ်းလေးနဲ့ထူချလိုက်ပြီးငါးလူသားတွေစီကနေအလေးပြေးချလိုက်ပြန်ပါတယ်ဦးစုဖောင်းပြေးရင်နဲ့ဂုံးမြင့်မြင့်တန်ရာကနေပင်လယ်ဘက်ရောက်လာတာကိုသတိထားမိသွားပြီးငါးလူသားတွေကလည်းပဲအနောက်ဘက်ကနေဆက်လိုက်နေပြန်ပါတယ်တိဗင်ခွေမှာဦးစိုးဖာပုံနေခဲ့ပြီးသူနောက်လိုက်လာတဲ့ငါးလူသား၃ယောက်ကလည်းပဲပြန်သွားခဲ့ပါသေးတယ် အဲ့နောက်တောင်ဆောင်ဘုံကနေပြုတ်ကြခဲ့ပြီးအောက်ရောက်မှတော့ငါလူသားတကောင်ဟာဦးစုပ်ပွေတွေ့သွားပြန်ပါလိမ့်ငါလူသားဟာဦးစုပ်စီကိုရေကူးလာခဲ့ပြီးဦးစုပ်ကတော့သူ့ကိုလာခဲ့တဲ့အထင်နဲ့ငါလူသားနဲ့ထိတ်တိုက်တွေ့ကြပြန်ပါလိမ့်တစ်ဖက်မှာတော့ဇိုရိုဟာငါလူသားတွေကိုစော်ပလော်တီးပြီးအားလုံးရဲ့ပလင်ပေါ်မှာထိုင်ကလူဖီရိုကိုစောင့်နေပါလိမ့်သူဟာငါလူသားတချို့ကိုရှင်းထုတ်ပြလိုက်ပြီးပြင်းပြင်းနဲ့စောင့်နေခဲ့ကပင်လယ်ပြင်စီကနေအတန်းတန်းကြားလိုက်ပါလိမ့်အရာဟာအရှိပင်လေပြင်မှာသူ့ကိုယ်သူအမိုက်ဆုံးရေပွဲခံတာကိုနဲ့ငါလူသားပါလို့ရေရွရင်းတတိုင်းမို့ကိုတက်လာနေခဲ့ပါတယ် ဇူရူဟာရေပွဲကောင်ကိုကြည့်လိုက်ပြီးမင်းကငါလူသားပဲလားလို့ပြေးလိုက်ပါတယ်။ရေပွဲကောင်ဟာငါကဟက်ချမ်းပဲဟာချီလိုလဲခေါ်တယ်လို့ပြောလိုက်ပါတယ်။ပြီးတော့ဆွဲဆောင်မှုရှိသောရေပွဲငါလူသားပဲလို့လည်းလော်ကိုချော်ပြောနေသေးတာပါ။ရေပွဲဟာချီကမင်းကလူသားတယောက်ထင်နေရေတက်ကလားဧည့်သည်လားလို့မေးလိုက်ပြီးဇူရူကလည်းပဲသူ့စော်ဘလော့ကြီးထားတဲ့ငါလူသားတွေကိုပြန်ကြည့်ပြီးတော့ဧည့်သည်လို့ပြောလို့ရတယ်လို့ပြောချလိုက်ပါတယ်။ရေပွဲဟာချီကလည်းအားလောက်မရှိသေးဘူး။နှာခေါင်းရှည်ကောင်ရွာထဲမှာပတ်ပြေးနေလို့လိုက်ဖမ်းနေတယ်။ ကိုကိုရာရှိရွာကလူတယောက်ကိုအပြစ်ပေးဖို့သွားတာလည်းဖြစ်ကြောင်းပြောပြလိုက်ပါတယ်ဒီလိုနဲ့ဇိုရိုကကိုကိုရာရှိရွာကိုဘယ်လိုသွားရလဲလို့မေးလိုက်တော့ဟာချီကမင်းကဧည့်သည်ဆိုတော့သူ့ရဲ့အိုးကြီးတဲကိုဝင်လိုက်လိုက်ဖို့ပြီးမဲ့ဓာသမားလေးလို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာအားလောင်ကြီးကသူ့ရဲ့ခံတန်းစီကိုပြန်ရောက်လာခဲ့ပြီးတပည့်တွေစော်ပလော့ဒီခံထားရတာကိုတွေ့သွားပါတယ်ငါလူသားတယောက်ကိုဘာတွေဖြစ်နေရလဲလို့မေးတော့ဇိုရိုလှုပ်သွားတာလို့ပြောလိုက်ပြီးသူတို့ကိုခေါင်းဖြတ်ဖို့ရောက်လာတာသူတို့ကိုစော်ပလော့ဒီခဲ့တာဟာဖမ်းမိထားတဲ့ရိုရိုနိုဝါဇိုရိုလို့ပြောလိုက်ပါတယ် အဲ့လိုပြောနေတော့မှပဲငါလူသားတကောင်ဟာဥဆုပ်ကိုတရွတ်တိုက်ဆွဲခေါ်လာခဲ့ပြီးအားလုံးကိုဖမ်းမိခဲ့ပြီလို့ပြောလိုက်ပါရီဥဆုပ်ဟာအချိန်တွေကိုစောင့်ကြည့်နေပြီးဇိုရိုဝေးမွေးသွားတာကိုသိလိုက်ရတော့မသိချင်အောင်စောင့်နေလိုက်ပါရီတဖက်မှာလည်းပဲဟာချီကဇိုရိုကိုကိုကိုရွာရှိရွာကိုလိုက်ပို့ခဲ့ပြီးအားလုံးလည်းဒီမှာရောက်နေတယ်ထင်တယ်လို့ပြောပြလိုက်ပါရီဇိုရိုဟာရွာထဲကိုဝင်သွားခဲ့ပြီးတဖက်မှာတော့ဥဆုပ်ဟာအားလုံးရဲ့တဲတဲကိုရောက်သွားပါရီဥဆုပ်ကသူ့ကိုလှုပ်ပေးတဲ့နဲ့ရွာမှာတော့ကမင်္ဂလာပါလို့နှုတ်ဆက်တယ်လို့ပြောကသူ့ကိုမတက်ဖို့အတွက်စကားရီကိုရှောက်ရှွေးနေပါရီ အားလုံးကလည်းပဲသူ့ရဲ့ဓာကြီးကိုဥဆုပြရဲ့အရှိမစိုက်ပြလိုက်ပြီးဇရိုနဲ့တဖွဲ့ထဲမှလာလို့မေးကကြော်ကြားတဲ့အမေးလိုက်မှုဆိုတွေကသူတို့ကိုလိုက်ဖမ်းတာကသဘာဝပဲလို့ပြောတော့ဥဆုဖာသူဟာဇရိုနဲ့ဘာမှမပတ်သက်ဘူးလို့ပြန်ပြောလိုက်ပါတယ်အားလုံးကတော့မင်းရဲ့အရေးမကြီးအဖမ်းမရစကားတွေကိုမကြားချင်ဘူးမင်းငါ့ကိုစိန်ခေါ်ခဲ့တာပဲလို့ပြောကဆော့ဘလော်ဒီမဲ့အလုံးမှာဥဆုကသူနဲ့ဇရိုကအရင်ရင်နေကြတာသူ့ကိုထိရင်ဇရိုကဆော့ဘလော်ပြန်လာတီးလိုက်မယ်သူ့ကိုလွှတ်ပေးလိုက်လို့ပြောလိုက်ပါတယ်အားလုံးကတော့မင်းကိုတတ်လိုက်ရင်ဇရိုကပြန်လာမှာလားအဲ့လိုလားပြန်မိလိုက်တော့အကြောက်ချီးပန်းပြီးတော့ ရန်တမ်းပြောချင်တာပြောနေရဦးဆိုပါ तू မသိဘူးအရေးအဆုံကိုပြောပါတော့ရင် तू မသိမှာဇိုရိုကိုဖမ်းမိမှာပါ तू သာသိသွားရင်ဇိုရိုကိုလည်းမဖမ်းမိတော့ဘူးလို့လည်းပြောလိုက်ပါတယ်ဒီလိုနဲ့ရေးတပ်သားတယောက်ဟာဇိုရိုကိုလွတ်ပေးတာအနာမီဖြစ်ပြီးဇိုရိုကအားလောင်ရဲ့ခေါင်းကိုဖျက်ဖို့အတွက်တမင်အကွက်ဆင်ထားတာလို့လည်းပြောလိုက်ပါတယ်အဲ့ဒီအချိန်အားလောင်ကနာမီရဲ့မူမမှန်တဲ့ပုံစံကိုသတိထားမိပြီးနာမီဟာဇိုရိုရေးတဲ့ပြောကြတော့ကလည်းကဲကဲသေးတယ်ဇိုရိုနဲ့ပူးပေါင်းပြီးသူတို့အားလုံးကိုယူလောက်ကလှည့်စားနေကြတာပဲလို့ပြောလိုက်ပါတယ် နာမီဟာအခြေအနေကိုအကွဲကားနေကြည့်နေပြီးပြောနေတာတွေကိုတော်လိုက်တော်လို့ဩကာထွက်လာခဲ့ပါတယ်။စိတ်ထရားတွေကိုရှောက်ပြောမနေပဲသူ့ကိုတစ်ဆာဖောက်လို့ဆွဆွဲကြတယ်။လွန်ခဲ့တဲ့ရှင်းနှစ်ကဒီစင်းမင်ညာကိုထိုးပြီးဒီအဖွဲ့ကိုဝင်ခဲ့တာဖြစ်တယ်။သူလည်းချိန်ဆထားတာပဲလို့စိတ်ဆိုးစွာပြောလိုက်ပါတယ်။အဲဒီတော့ကလိမာလီကနာမီကိုယုံသွားပြန်ပြီးအားလုံးဟာတောင်းပန်လိုက်ပြီးတော့စိတ်ဆိုးသွားတာကိုနားလေပါတယ်။စိတ်မပူပါနဲ့သူမတို့ဒဇယ်လီမတန်ကြမဝင်ဘူး။ငါတို့တည်ကြောင်းခဲ့တာရှင်းနှစ်တောင်မှရှိပြီး သူတို့ကစိတ်တူစရာဂျုံလိုက်ရလို့လို့ပြောမိတာဖြစ်တယ်လို့ပြောလိုက်ပြီးနာမီကိုဖက်ကတကယ်ရှင်းပြသေးတဲ့သူတွေကဇရူရူအဖွဲ့ပဲလို့ပြောလိုက်ပါရီအဲ့လိုပြောနေတော့မှငါကြောက်ဦးစုပ်ကတော့နာမီကိုစစ်ကူတောင်းမြန်ပါရီနာမီကိုတန်တရားဝင်နေသေးတဲ့ငါလူသားတယောက်ကတော့မင်းပုံဆောင်ကဖြူဖက်ဖြူရဖြစ်နေတယ်မင်းလည်းဒီနှကောင်းရှိကောင်ကိုကယ်ပေးနိုင်မှာမဟုတ်ဘူးလို့ပြောပြီးဓာတ်ကိုကောက်ကင်ကဦးစုပ်ကိုပြင်းတော့မယ်လို့မှတော့နာမီဟာအော်လိုက်ပြီးသူမကိုဘယ်ချိန်ထိတန်တရားဝင်နေအောင်မလဲအားလုံးနဲ့သူနဲ့သဘောတူထားတဲ့ငွေပမာဏကလည်းမကြခင်မှာပြည့်တော့မှာ အခုချိန်မှာသူမကိုမယုံကြည်နေတော့ဘလို့လဲလို့ပြန်မိလိုက်ပါရီငါလူသားကလည်းသူသိတယ်အားလောင်စီကနေဘယ်ရီငွေတန်းတစ်ထောင်နဲ့ကိုကိုရရှိရွာကိုဝယ်ဖို့အတွက်သဘောတူထားရမှလားလို့ပြောပြီးသူနားမနေနိုင်တာတခုကနာမီဟာရွာသားတွေနဲ့သူမမိဘတွေကိုတစ်ဆာဖောက်ခဲ့ပြီးငွေပဲမှတ်နေတဲ့သူမကိုကိုကိုရရှိရွာကိုဘာကြောင့်ခရူးဆိုင်နေရတာလဲလို့မေးလိုက်ကနာမီရဲ့ခန်းထဲကနေသူရှာတွေ့ခဲ့တဲ့မြေပုံတစ်ခုကိုပြလိုက်ပါရီဒီလိုနဲ့တစ်ဖက်မှာတော့ဇိုရိုဟာရွာသားတွေစီကနေဥစုအဖမ်းခံလိုက်ရတာကိုသိလိုက်ရပါရီရွာသားတွေဟာအားလောင်ခေါ်သွားတယ် ။ဥစုပ်ကလည်းတတိရှိရှိနဲ့အားလောင်ကိုပြန်ခံရဲတယ်လို့ပြောကာအခုလောက်ဆိုရင်တော့တင်းနေလောက်ပြီဆိုပြီးတော့ပြောလိုက်ပါရီ။အဲ့ဒီအချိန်မှာတော့ဇိုရိုဟာအလင်းမဲပြေးသွားခဲ့ပြီးဥစုပ်ပြေးမတင်းနေအောင်လို့ဆိုကာအားလောင်ရှိတဲ့နေရာကိုပြေးလာခဲ့ပါရီ။အားလောင်ကလည်းပဲနာမီကိုမြေပုံကြောင်းမိနေပြီးနာမီကတော့ဒါဟာသူ့ရဲ့ကိုပိုင်မြေပုံဖြစ်တယ်။အားလောင်တို့အဖွဲ့နဲ့ဘာမှမဆိုင်ဘူးလို့ပြောလိုက်ပါရီ။အဲ့ဒီအချိန်မှာပဲရေပွဲဟာချီဟာရောက်လာခဲ့ပြီးဒီမှာဘာတွေဖြစ်နေရလဲလို့မေးလိုက်ကငါလူသားတွေပြန်ကျဲတည်ဆုံနေတာကိုတွေ့လိုက်ရပါတယ်ငါလူသားကောင်းဆောင်ဟာလည်းပဲဒါဟာ င်လယ်ဓမြတွေကိုလိုက်ဖမ်းတဲ့ကြီးစားဇိုရိုရဲ့လက်ချက်ပဲလို့ပြောပြလိုက်ပါတယ်။အဲဒီနောက်မှာတော့ဟာချီဟာသူတို့ကိုကိုရရှိရွာကိုလိုက်ပို့ပေးတာအားလောင်ကိုပြန်ပြောပြလိုက်ပါတယ်။အားလောင်ကလည်းပဲဇိုရိုကသူ့ကိုလိုက်ရှာနေကြဆိုတော့သူတို့ထူ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 လိုက်ရှာနေကြမလို့တော့ဘူးလို့ပြောနေချင်းဥစုဖာလီဝါကိုကင်မီစော်မယ်လို့မှာပဲနာမီကမြင်သွားခဲ့ကဥစုကိုသူ့ရဲ့တုံးနဲ့စော်ချလိုက်ပါတယ်။ဥစုကိုလည်းပဲသူတို့နဲ့လာမရှုပ်ဖို့အတွက်ပြောကနှင်းထုတ်နေပါတယ်။ဥစုကတော့နာမီကို "तू ကအရန်စိတ်ပြက်တယ်" တို့ဒီမိုကိုခိုးသွားတာတော့မှလူဗီကတန်တရားမွေမယ်ယုံကြည်နေသေးတယ်လို့ပြောလိုက်တော့နာမီဟာဘဝမှာယုံကြည်ထားတာငွေပဲရှိတယ်။သူမလဲစားခံရတာဟာတောက်ယူတွေပဲမလို့လို့ပြောပြီးသူမရဲ့ထုတ်ကြီးကိုပြစ်ချလိုက်ခါငါလူသားတွေစီကဓာတ်ကိုယူပြီးသူမလည်းနဲ့ရှင်းပြမယ်လို့ပြောလိုက်ပါတယ်။အဲဒီအချိန်မှာပဲအားလောင်ဟာနာမီကိုချီကျူးပြီးပင်နယ်သမားဆန်လာပြီလို့ပြောလိုက်ပါတယ်။ဦးစုပ်ကလည်းပဲအချိန်ကောင်းကိုယူပြီးမိခိုးဖို့တုံးကထွက်ပြေးမယ်လို့မှနာမီဟာဦးစုပ်ကိုဓာတ်နဲ့ထိုးချလိုက်ပါတယ်။ရဆက်တဲ့နာမီဟာညာတာမှုမရှိပဲဒါကငါစီးပွားရေးပဲလို့ဆိုလိုက်ပါတယ်။ ဒီအဖြစ်ပြက်ကိုအားလောင်တဲ့ငါးလူသားတွေကအံ့ဩစွာကြည့်နေခဲ့ပြီးဓာတ်ကိုဆွဲထုတ်လိုက်ကဥစုပ်ကလည်းပဲရေထဲကိုပြုတ်ကျသွားခဲ့ပါတယ်။အဲဒီအချိန်မှာနာမည်ရဲ့လောက်ကွက်ကိုအားလောင်ရဲ့ပင်လယ်ရမအဖွဲ့သားငါးလူသားတွေကချီးကျူးနေခဲ့ပါတယ်။ပြီးတော့ဒီအဖြစ်ပြက်ကိုလည်းဂျွန်နီဟာမြင်သွားခဲ့ပါတယ်။အားလောင်ရဲ့တပည့်ငါးလူသားတွေကလည်းပဲနာမည်ကိုတန်တရားဝင်ပြီးတာသူမှားခဲ့တယ်။နာမည်ဟာသူရဲ့မိတ်ဆွေပဲလို့ပြောလိုက်ပါတယ်။နာမည်ကတော့သူမဟာမိတ်ဆွေမရှိဘူး။သူဟာကိုကိုရာရှိရွာကိုပြောင်းဝဲနေတာပဲရှိတယ်လို့ပြတ်သားစွာပြောလိုက်ပါတယ်။ သူမဟာမကြခင်မှာဘယ်ရီငွေတန်းတစ်ထောင်ရလာတော့မှဂရီတာတီးစမ်းပါလို့ပြောနေချိန်မှာတော့သူဟာဂရီမတီးရင်သူ့ရဲ့ဘိုက်ကိုဓာတ်နဲ့ခွဲပြီးတက်သေးလိုက်မယ်လို့ဂရီတလုံးကိုတံမိုးထားပြီးတီးတယ်လို့နာမီကိုပြန်ပြောလိုက်ပါရီဂျော်နီကလည်းပဲကြောက်စရာကောင်းတဲ့ဆုံးမပဲလို့နာမီကိုပြောကထွက်သွားပါရီတဖက်ကပင်လယ်ပြင်မှာတော့မိုမိုဟာဂိုယင်းမယ်ရီတင်မောကြီးကိုဆွဲလာပြီးအားလုံးအိမ်တော်နာကိုရောက်လာခဲ့ပါရီလူဗီစန်ကြီးနဲ့ယိုစာကူတို့ဟာမိုမိုကိုအောင်းနိုင်သူတွေဖြစ်ခိုင်းစေခဲ့ပြီးလာနေခဲ့ပါရီ ။နာမီကတော့သူ့ရဲ့အခန်းထဲကိုရောက်လာခဲ့ပြီးသူမသီးခံခဲ့ရတဲ့အတိတ်ကရှင်းတဲ့လုံကိုပြန်တွေးနေပါလိမ့်။အဲဒီအချိန်မှာပဲနာမီဟာအတန်ကြီးတဲ့တန်နဲ့တုံခါမှုကြီးကိုကြားလိုက်ရပြီးမိုမိုဟာအားလောင်ရဲ့ဒတိုင်းကြီးကိုဝင်တိုက်လိုက်တာဖြစ်ပါလိမ့်။လူဗီရိုရဲ့လေငယ်လေးကလည်းပဲဒတိုင်းအဖို့ကနေဝေတက်သွားခဲ့ပြီးအချိန်နဲ့ပြန်ဝင်နေခဲ့ကမြေပြင်ကိုဆင်းသွားခဲ့ပြီးဇိုလိုနဲ့ဝင်တိုက်မိတော့အားလုံးဝေယုံသုံးကားဖြစ်ပြီးတော့ပြားကလောင်နေပြားကချောင်နေဖြစ်ကုန်ကြပါလိမ့်။ဇိုရိုကလည်းပဲမင်းတို့ကောင်တွေဘာတွေဖြစ်နေကြတာလဲလို့မေးတော့လူဖီကနာမီကိုပြန်လာခေါ်တာဥဆုပ်နဲ့ဂျိုနီတို့ကဘယ်မှာလဲလို့မေးလိုက်ပါတယ် ဇူရိုကဥဆုပ်ကိုသတိပြန်ရသွားပြီးလူဗီရိုကိုအားလောင်ကဖမ်းထားကြောင်းပြောပြလိုက်ပြီးတော့သွားမယ်လို့မှာပဲဂျိုနီရောက်လာခဲ့ကောဥဆုပ်ကအသက်ခံလိုက်ရကြောင်းသိသွားပါရီဂျိုနီဟာသူတို့ရန်နောက်ကျသွားပြီးနာမီကဥဆုပ်ကိုကိုရိုင်းတက်ပြစ်တာလို့ပြောလိုက်ပြီးတော့ငုံနေခဲ့ပါရီတပြိုင်နက်တည်းပဲဂန်းချီမှာတော့လူတယောက်ဟာတဲရီအလေးလိုက်ပြီးကြံနေပြီးငါတရေများဖြစ်သွားပြီလားလို့ပြောနေပါရီဒီလိုနဲ့ပဲဒီဘိုင်းဟာပြီးသွားခဲ့ပြီမို့နောက်ဘိုင်းလေးကိုဆက်လက်ဆောင်မြော်ပေးကြပါအောင်ခင်ဗျာ